အားလုံးပဲမင်္ဂလာပါရှင်လီလီဖြစ်ပါတယ်အခုရိုက်နေတဲ့ဗီဒီယိုပါပေါ့နော်တရားနာဆန်နေပြီးတော့လီလီကဓာတ်ပုံပေါင်းလေးကိုပဲလာတယ်ပြီးတော့ရင်အဲ့ထဲကိုဖျားပုံတော့ရဲ့ဖေဖေနဲ့အမေပုံရဲ့မော်နမရဲ့ဓာတ်ပုံရဲ့အထည့်မယ်ပေါ့နော်အခုကတော့လီလီရွဖြစ်တဲ့ဖျားရဲ့အုံတော်လေးကြီးခါတာလေးပေါ့နော်အဲ့ဒါကိုလည်းပရင်ထုတ်လာတယ်ကျမအမရိုလာကိုအရင်ကြိုက်တော့တခုခုအမိုက်တွေ့ဆိုမနေနိုင်ဘူးရိုလာပြေးပြီးလှိမ့်လိုက်ရသေးတယ်။အော်ဇမင်ကလည်းလှုပ်လိုက်သေးတယ်။ ကျွန်မမလွဲရင်မကြည်နဲ့တော့ဖီဖီနဲ့အမီပုံကိုဖျားပုံတော်နဲ့ကက်ရတဲ့နှစ်ခုလုံးကြီးထည့်မိသွားပြန်ချပြီးတော့ထည့်မလို့တော့ဟဲ့ဖီဖီနဲ့အမီပုံကဘယ်ရောက်သွားလဲပေါ့ဖျားပုံတော်ရောကက်လျက်ထည့်မိသွားတာပေါ့နော်အဲကြောင့်မပြန်ခွာပြန်ခွာပြီးတော့ပြန်လှုပ်ပြန်ထည့်နေရလီလီကလေဟိုဝတနာပဲပြောရမလားမသိဘူးလီလီရဲ့အခန်းလေးကိုလီလီအခန်းမှာမဟုတ်ပါဘူးတငငချင်းနေအခန်းဆိုလဲလှုပ်ခံလှုပ်ပြီးတော့ပေါ့နော် အခန်းအလို decoration ပိုင်းအလှဆင်တာမျိုးအခန်းကိုတက်တက်ရရလေးထားတာနောက်တစ်ခုကပေါ့နော်ဖျားစင်ဖျားစင်ကိုတခဲတနာနေ့လို့ကအရင်သဘောကြရပဲအားကြောင့်မို့အခုကဒီဘက်မှာဒီဘက်မျိုးကိုပြောင်းလာတော့ဖျားစင်ကငလနေပါအကြောင်းပြုတ်ကြမှာဆိုလို့ဆိုပြီးတော့နည်းနည်းလေးနှိမ့်ထားရပေါ့နော်ဒါပေမဲ့အဲ့ရနဲ့ဝေဝေဟိုဗက်ရှင်ဒီဗက်ရှင်အဲ့လိုမျိုးလုပ်ထားလိုက်တာပေါ့နော်ပြေးနေအမေရပုံလေးကနည်းနည်းဝါနေပေါ့နော်ဟိုကဖုံးနဲ့ရိုက်ခဲ့ရဆိုအခုအိမ်ကိုထပ်တောင်းလာပေါ့နော်နည်းနည်းကြည်တဲ့ပုံလေးပို့ပေးပါအောင်ဆိုပြီးတော့ ခုကဟိုဟာဂုံတော်တွေဂါတာတွေကိုကြာတော့လေတိတ်လေးနဲ့လိုက်ကပ်လိုက်တာပေါ့နော်ဂျပန်မှာတချို့အိမ်တွေဆိုရင်အိမ်ရဲ့စီးရဲတတ်မှတ်ချက်တီးရှိရလေအဲ့လိုမျိုးအရန်နေနေရနေဖောက်တာမရဘူးပေါ့နော်အဲ့ဒါမျိုးလေးလေးကနှစ်နှစ်လေးပဲဖောက်လိုက်တာပေါ့နော်ဂျန်တဲ့ဟာလေးကိုတော့တိတ်လေးနဲ့လိုက်ကပ်လိုက်တယ်တိတ်လေးနဲ့တိဆိုင်ကြီးအောင်လိုက်ကပ်လိုက်တယ်ပြီးတော့ရင်ဒီအောက်မှာဟိုဟာပေါ့နော်ယောဂီတပတ်လေးနဲ့စာအုပ်လေးရပေါ့နော်အဲ့ဒါလေးထားထားအဲ့ဒီပုံမှာ ဆိုဆုံးတော်တို့တောက်တော်ကြီးတို့ကတ်မယ်လို့တွေးထားရပါတော့เนาะအမြင်ကြရင်တခုမတော်ဟိုငလည်းလောက်တဲ့ခါကျမတော်တဆပြုတ်ကြမှာပေါ့အဲ့လိုမျိုးဖြစ်မှာကြောက်လို့မဟုတ်အောက်နာလေးကိုထားထားလိုက်တယ်ပေါ့เนาะအောက်နာလေးဆိုတာဟိုလိုမျိုးအောက်ကျမ်းမြည်တော့မဟုတ်ဘူးပေါ့เนาะဟိုဖျားဆင်တဲ့တူပေါင်းလို့တော့တင်ရှာလေးလောက်ထားရပေါ့เนาะ ်ပြီးရင်ဟိုဘက်ရှမ်းမှာတော့အေးရထားပြီးတော့ဒီဘက်ရှမ်းကိုဖះကတော့ဘူးနဲ့အဲ့လိုမျိုးဟိုစွန်းတော့စွန်းတော့တောက်တော့ရေကပ်ဖို့ဖះဝေပြုဖို့နေရဆိုပြလီလေးအဲ့လိုမျိုးလေးခွဲထားလိုက်တယ်ပေါ့နော်ဒီနေရာလေးဖြစ်ပါတယ်ရှင်ဆုံးလေးကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်